ဘတ်12သိန်းတဲ့အိမ်လေးဖြစ်ပါတယ်အိမ်ခြံလေးဖြစ်ပါတယ်ဒါကကျွန်တော်တို့အမှတ်၄ပေါ့နော်အမှတ်၄ကျွန်တော်တို့အမှတ်6နဲ့အမှတ်၄ကိုခြားနာထားတဲ့ဒီမြို့ပတ်လမ်းမကြီးဆိုတာရှိတယ်အဲ့မြို့ပတ်လမ်းမကြီးရဲ့ဘေးခရောင်းလန်းလို့ဖြောင်းပြူးခြင်းတဲ့မိတ်ဆွေများနော်အော် CYD chain ဒီခေတ်ကာလကြီးမှာကိုယ့်ရဲ့မိသားစုအိမ်ထောင်ရေးစီးပွားရေးဖျောင်းလန်းလို့မျိုးဖျောင်းပြူးခြင်းနဲ့ဆိုရင်ဖျောင်းလန်းမှာနေပါဒါဖျောင်းလန်းဖြစ်ပါတယ်အဲလေ ဖျောင်းလန်းအိမ်နေတဲ့အိမ်ပေါ့နော်နောက်ပြီးတော့ဒီနေရာလေးကကျွန်တော်တို့ကုန်းမြင့်ပိုင်းမှာတရှိတဲ့အတွက်ကြောင့်မလို့ရေကအရန်ကြီးမြုပ်လို့ထဲမှာမပါဘူးဒီလိုမျိုးဝါထက်တဲ့နှစ်တောင်မှဒီနေရာတော့တော်တော်ရေမမြုပ်ဘူးဟိုအယ်နီညိုကတော့ရေနည်းနည်းလေးမြုပ်သွားတယ်ဆိုတဲ့အနေအထားမှာရှိပါတယ်ဒါကအရင်နှုန်းတဲ့ကိစ္စဒီတော့ဒီခြံလေးကဆိုလို့ရှင်မျက်နှာစာပေ40အနောက်ကို86ပေရှိပါတယ်ဒီခြံလေးကိုကျွန်တော်တစ်ခါလာရောင်းပေးဘူးတဲ့ဒါပေမဲ့ဈေးတွေက ကမောင်းကမားတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအချိန်မှာသူတခင်ကလည်း okay confirm ဘတ်72သိန်းစစ်သားသမား2တန်းပေါ့နော်ဘတ်နဲ့ရောင်းချပေးမှဖြစ်ပါတယ်ဘတ်ဈေးအတိုင်းတွက်ချက်ပြီးတော့ပေါက်ဈေးအတိုင်းရောင်းချပေးမှဖြစ်ပါတယ်ဈေးကလုံးဝမပြောင်းတော့ပါဘူး okay နော်ဒီတော့ဒီလိုမျိုးအနေထားမျိုးလေးပေါ့နော်ဖက်ရှုံးမလား အချက်ရှုံးမယ်ဆိုတော့ကဒါကအိမ်ခြံဆိုတဲ့အနေအထားလေးတစ်ခုရှိပါတယ်ဘေးပတ်ဝန်းကျင်မှာအိမ်ကြီးအပြည့်ရှိတယ်နောက်ပြီးတော့ဒီမှာရေသွင်းကောင်းကောင်းကြီးကြီးတစ်လုံးရှိတယ်။မရေရင်တစ်လုံးရှိမယ်ဒီချပဲနော်အိမ်ရှိတဲ့တဲမှာနောက်ပြီးတော့ဒါကခြံအနေအထားလေးချက်ကြည့်လိုက်။မခြံအနေအထားမကိုကားလေးထိုးအများကြီးထိုးရတယ်။အိမ်ကတော့ဒီလိုမျိုးအနေအထားလေးပေါ့နော်။အိမ်ကတော့တစ်အိမ်ဟိုနည်းနည်းပပလေးပြန်ပြင်ဆင်ပြီးနေထိုင်လို့ရတယ်ဆိုတဲ့နေထိုင်လေးတစ်ခုရှိတယ်။နော်ဒီမှာ โอเคမလားချန်နေသားနောက်ပြီးတော့အရင်တော့မြင့်တယ်ပြောမစွင်ပြဒီအောက်ထပ်မှာပေါ့နော်ဒါကျွန်တော်အရေး6ပေ9ပေလောက်မြင့်တယ်ဆိုတဲ့အနေထားလေးမှာဒီအိမ်ရွေးကိုကိုယ်အနေနဲ့အောက်ထပ်မှာဘာညာပြန်လုပ်မယ်အခန်းတစ်ခန်းဥမာအချက်တစ်ချက်လုံးပြန်လုပ်လို့အောင်ရတယ်ဆိုတဲ့အနေထားလေးမှာရှိပါတယ်အုပ်ပပက်လဲပတ်လိုက်စတူဒီယိုခန်းလောက်ဖွင့်လို့ရတယ်နော်နောက်ပြီးတော့အပင်ရိပ်သရိပ်ဝါရိပ်တွေနဲ့အဆင်ပြေတာဘေးပတ်ဝန်းကျင်နေထားမျိုးနောက်ပြီးတော့ဒီကနေတက်တက် ထွက်သွားမယ်ဆိုလို့ရှိရင်မောင်ကျော်အိမ်ရောက်ရှိမှာဖြစ်ပါတယ်နော်โอเคဒီတော့ဒီလိုမျိုးနေထားမျိုးမှာမိဆွေတို့နေနဲ့ဒါကကျွန်တော်တို့အမှတ်လေးဂျွဲဂင်ဂုံတူချဲအပိုင်းတွေဖြစ်ပါတယ်လမ်းနဲ့မယ်ကဖျောင်းလမ်းဖြစ်တယ်မိတ်ဆွေတို့မိသားစုကဖျောင်းလမ်းလေးလို့စသားရရချောချောရှူရှူလေးဖစ်ချင်ဒီခြံလေးကစဉ်းစားလို့ရတယ်ဒီတော့ကအခုချိန်ကလာမှာပေါ့ဈေးပေါ့နော်ပေါ့ဈေးအနေထားကဘတ်ဆက်နှစ်သိန်းဆိုတာကသိန်း1400 1500လောက်ရှိမှာနော် အဲ့လိုမျိုးနေထိုင်မျိုးဖြစ်ပါတယ်ဒီတော့ဒီအချိန်ကာလမှာဒီလိုမျိုးနေရာတွေကမြေဈေးကကြောက်ခမန်းလေးလေးပါပဲအိမ်လေးတစ်လုံးမှပါတယ်ကုမ္ပဏီဈေးရင်လည်းငှားစားထားလို့ရတယ်ဆိုတဲ့နေထိုင်လေးမှာလမ်းကလည်းနေတဲ့အတိုင်းပဲကွန်ကရစ်လမ်းမကြီးဆိုတဲ့နေထိုင်လေးမှာကျွန်တော်တို့မျိုးပတ်လမ်းမျိုးရှောင်းလမ်းအမှတ်၄နဲ့အမှတ်၆ကိုပိုင်းခြားထားတဲ့လမ်းရဲ့ဒီဘက်ချံဒီတောင်ဆိုင်ရာကုန်းဘက်ချံဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့လိုက်ပြပေးမှဖြစ်ပါတယ်ဒီနေရာလေးကအရန်ကိုဒီနေရာမှာရောင်ွက်တွေတိတ်မရှိတော့ဘူးဗျာအဲ့ဒါကြောင့်မလို့ဘန်း 12သိန်းနဲ့ဈေးခေါ်ရပါတယ်စိတ်ဝင်စားလဲဆိုရင်ပိုင်ရှင်ထိုင်းရိုက်ဆက်ချိုင်းနှိမ့်နိုင်နေပါတယ်ကျေးဇူးတင်ပါတယ်